ားလုံးမင်္ဂလာပါရှင်။စနေကွက်ကင်ပလမပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေ။ဒီနေ့လီမှာတော့ညီမကမတကုံငွေ6ကိုခင်းချင်တီလီနဲ့ရောပြီးတော့ချက်ပြပါမယ်။ဘလိုမျိုးရတာရှိရဲ့ဟင်းပွင့်လေးဖြစ်အောင်ချက်ပြမယ်ဆိုတာကိုတော့ဆက်လက်ပြီးတော့ကြည့်ရှုပေးကြပါအောင်နော်။ပထမအဆုံးထဲဦးလေးတွေကိုစီလေးထည့်လိုက်ပါမယ်။စီလေးထည့်ပြီးစမ်းနော်စမ်းမောင်လေးထည့်ပါမယ်။ စီဘူးလာဖြစ်တဲ့အတွက်ကြောင့်မလို့စိတ်သက်ဖို့အတွက်စက်တော့ကျွန်တော်စက်တော့နည်းထောင်းလာလေကိုဦးရဲကိုမောင်းမြထွက်လိုက်ပါမယ်ဒီကတည်းကဒီလိုမျိုးဟိုလိုက်ဖြစ်တဲ့အကြောင်းမျိုးလို့ရောင်းတင်မှအစိမ်းမှလို့ထင်ပါမယ်။အရောင်းတင်လို့လေးချက်ပြီးဆိုရမယ်ခင်းကျင်ပြီး င်းထားတဲ့ပုဒံလေးကိုရှူပြီးတော့ဝဲကိုချလိုက်ပါမယ်။ခင်းချင်းလေးကိုအနှစ်ဖြစ်အောင်ပေါ့နော်။တခါလေချက်မှဖြစ်တဲ့အတွက်ကြောင့်မလို့ဝဲကိုအောင်းမျိုးထည့်လိုက်ပါမယ်။ဒီရှင်တော့ခင်ချင်းလေးကိုစီတထားလေးနဲ့ဆွေးပြပါမယ်စီတထားလေးနဲ့မှုပြီးပြီဆိုလို့ရှိရင်တော့ ခင်းချီလေးလေးကိုအဆက်အရသာလေးပါအောင်ယူပြီးလေးခွင့်ထည့်လိုက်ပါတယ်။လို့ရှင်တော့ခင်းချီအမြင့်တွေကိုအရသာဝင်တော့ချုံမလို့ထည့်ပါလေ။စာလေးထည့်ပါမယ်။ကြံလို့ထည့်ပါမယ်။ နေနော်တမန်အောင်လေးရမယ်ညတကုံ6ဒီနေခင်းချင်းဒီလေးကိုရောပြီးရချက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ခင်းချင်းဒီလေးကိုအနှစ်ဖြစ်တဲ့အချိန်ချိန်အောင်မော်နော်အချိန်စောင့်ပြီးပြလို့ပါတယ်အဲ့တော့ဒါကတော့ဒီတိုင်းဆိုလို့ရှင်မော်နော်ရှင်မထည့်ရသေးပါဘူးအဲ့တော့သူ့ကိုအနှစ်ဖြစ်ဖို့အချိန်ကြံမော်နော်ရှင်လည်းထည့်ပြလို့ပါတယ်အဲ့တော့တန်လေးထည့်လိုက်ပါတယ် ရေးထည့်ပြီးဆိုလို့ရှိရင်တော့အခုဒီခင်းချင်းဒီလေးအဖက်ဖက်လေးယူပေါ့နော်အနှစ်ဖြစ်လာတဲ့အချိန်အချိန်လေးယူပြီးတော့တတိချာလေးလည်းချိပြီးဖို့လည်းလိုတယ်လို့သူပေါ်ပေါ်ပွက်ဆူပြီးတော့ကြေလာတဲ့အချိန်နဲ့အချိန်ဆောင်လိုပါတယ်အခုလိုမျိုးခင်းချင်းဒီကိုချက်တာပေါ့နော်အနှစ်နေထားလာဖြစ်ပြီးဆိုလို့ရှိရင်တော့ဒါတော့မတကွန်6ပါအဲရေးစေးပြီးတော့အချောက်ခံပြီးတော့မှာပေါ့နော်သူ့အချုံမုတ်လေးနဲ့နေပြီးတော့ ချိန်ခဏလောက်ကြာနေဒီပုံတော့မှတ်ထားပါရစေ။အဲ့တော့ဒီငွေ6ချိန်မှာတော့စားမထည့်တော့ပါဘူး။အရောင်6ဆိုလို့ရှိရင်အလေးအရသာရှိပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့စားတော့မထည့်ဘဲနဲ့အချို့မှုလေးနဲ့ပဲငွေ6ရဲ့အသားလေးလေးကိုဝင်အောင်လို့မှတ်ထားပေးပါမယ်။အခုကတော့အနှစ်လေးရရောက်တဲ့နေရာချိန်ဖြစ်တဲ့အတွက်ကြောင့်မလို့ငွေ6လေးကိုဦးရဲကိုလောင်းပြီးတော့ထည့်လိုက်ပါမယ်။ဒီနော်အနှစ်လေးနဲ့ပြီးတော့နှံဝင်လိုက်ပါမယ်။ အနှစ်လေးနဲ့အချောင်းလေးနဲ့ပေါ့နော်တတိချာလေးကမှမြတ်ထအောင်ဒီကောင်ကြီးဖြစ်တဲ့အတွက်ကြောင့်မလို့အချိန်လေးအချောင်းသားလေးချက်တဲ့အထိတော့ဆောင်းလေးလို့ထပ်ပြီးလုပ်ပါရနော်ဒါတော့ကိုယ်ချောင်းလေးကိုခင်းချင်ပြီးလေးနဲ့ရတာရှိအောင်ချက်ပြပေးရတယ်ကျွန်တော်ကအနေချောင်းရောင်းလေးဖြစ်တဲ့အတွက်ကြောင့်မလို့အခန်းလေးလေးကိုဒီချောင်းလေးလေးချက်လိုက်ပါအောင်မယ်နော် ဆိုရင်တော့ညီမချက်ပြပေးခဲ့တဲ့ငရက်ကုံငချောက်ကိုခင်းချင်တီလေးနဲ့ရတာရှိအောင်ချက်ပြပေးခဲ့တဲ့ဟင်းလျာလေးကတော့ပြီးဆုံးသွားရဲ့ဖြစ်ပါတယ်။အဲ့တော့မိမိတို့အိမ်မှာလက်ကူရိုးရှင်းနဲ့ချက်ပြုံဒီပုံစံလေးတွေနဲ့ပေါ့နော်။သမင်းနဲ့မိန်စေပြီးတော့ရတာရှိရဲ့ဟင်းပွက်လေးတွေကိုညီမကတော့ညီမချက်ပြတဲ့နီလန်းလေးတွေကိုညရဲ့ပြင်ရဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုလေးကို like ပါကြည့်ရှုပေးခဲ့ကြရတယ်။ဒီဥတော်ချင်းဒီအားလုံးကိုလည်းချစ်လို့အများကြီးပဲတင်ရှိပါတယ်ရှင်။ Have you all